အလုံးမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ဂျီဂိမ်းမင်းပါ okay ကျွန်တော်တို့ဒီနေ့မှာတော့ဗောနော်အခုရောက်ရှိလာနေတဲ့ pro diamond နဲ့အတူဗောနော် epic week call တွေပါပါလာတယ်ဗျာ okay ဒါဆို epic week call ကိုကျွန်တော်ဘယ်လိုဖောက်အောင်လဲဆိုတော့ဒီနေ့ပြောပြပေးမယ်ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာ epic week call ကိုဘာလို့မဖောက်တင်လဲဗောနော်ဘာလို့မလိုတင်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျာလိုအပ်တယ်ဗျာ ကျွန်တော်တို့ဒီပွဲတွေထဲမှာလေတိုက်တဲ့ခါမျိုးမှာဆိုပေါ့နော်တော်တော်ကြီးကိုလိုအပ်တယ်ဗျာစကလုံးနဲ့လေတိုက်တာတဲ့ဆိုင် recalling နဲ့လေတိုက်တာပို့ပြီးတော့ပြောင်မြောက်တယ်ဗျာတချို့ညိုကီတွေကတော့ပြောကြလိမ့်မယ်ဗျာငါတို့မှာ ambient recall ရှိရပါ냐ဆိုပေဒီ ambient recall ကဘာသာတို့ရဲ့ ep recall လောက်ကိုခံစားမှုကမကောင်းဘောเนาะကျွန်တော်တို့တကယ်ပွဲထဲမှာပြတဲ့ခါမှာဆိုလုံးဝလုံးဝကိုခံစားလို့မရဘူးဗျာโอเคဒါကြောင့်မို့ကျွန်တော် ep recall ကို fault တင်တယ်လို့ပြောတာဗောเนาะ promo diamond event ကျွန်တော်တို့ original server ကိုဂျွန်လ29ရက်နေ့မှာရောက်ရှိလာမယ်လို့ပြောထားတယ်။အဲ့ဒီ date ကကျွန်တော်ထင်တော့မှားနေလို့ထင်တယ်ပေါ့နော်။တကယ်လို့အဲ့ဒီနေ့မှာရောက်ရှိလာရင်လည်းကျွန်တော်တို့ EVP ကို follow ရမယ်။အဲ့ဒီနေ့မှာပေါ့နော်တခြား date မှာရောက်ရှိလာရင် EVP ကို follow ရမှာပဲဗျ။ဒါကြောင့်မကျွန်တော်ဒီ EVP ကို follow လေးလို့ကျွန်တော်တင်ပေးလိုက်မှာပေါ့နော်။100%ကျွန်တော်တို့ပေါ့တယ်ဗျ။ပထမဆုံးနီးတနီးကိုကျွန်တော်အရင်ပြောအောင်မကျွန်တော်မှနီးရည်အများကြီးရှိရပါတော့အကုန်လုံးချပြပေးမယ်ဗျာပထမဆုံးနီးတနီးကကျွန်တော်တို့ဘောနောပတန်နဲ့ဖောက်တဲ့ပုံစံမျိုးဗျာ ကျွန်တော်တို့ဖောက်အောင်မှာ6ချိန်တစ်ခါဖောက်အောင်မယ်ဗျာโอเค6ချိန်တစ်ခါဖောက်ပြီးလို့ရင်ကျွန်တော်တို့နောက်ထပ်ဗနေချိန်ထပ်ဖောက်မယ်မျိုးရိုးတစ်ချက်ရှိုးလိုက်တော့6ချိန်တစ်ခါ7ချိန်တစ်ခါဖောက်လို့ရင် EPU ကပေါက်တယ်ဗျာခွေညိုကီတိုလည်းဒါမြင်ပြီးဖြစ်တယ်ဗောနော်ဒါကျွန်တော်ဖောက်ပြထားတယ်ဗျာ6ချိန်တစ်ခါ7ချိန်တစ်ခါဆို EPU ကပေါက်တယ်ဗျာခွေဒါတော့ကျွန်တော်ပထမအနည်းဗောနော်နောက်ထပ်နည်းတစ်နည်းကိုကျွန်တော်ထပ်သွားကြည့်မယ်ဗျာ ညိုကီတော့ကျွန်တော်ကြားတဲ့ပြောပြလေးတစ်ခုရှိတယ်ဗျာအဲ့ဒါဘာလဲဆိုရင်ကျွန်တော် rocker ဘာကြီး modern era ရေကျွန်တော် free လုပ်ပေးနေရယ်ဘလို့ free လုပ်ပေးလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမယ်ဗျာ okay အခုကျွန်တော် Telegram channel အသေးလေးတစ်ခုနောက်ထပ်ထပ်ဖွင့်လိုက်တယ်ပေါ့နော် okay အဲ့ဒီ Telegram channel လေးကို join မယ်ပြီးရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်းပေါ့နော် subscribe လုပ်ပြီးတော့အဲ့ screenshot လေးနှစ်ခုနဲ့ကျွန်တော်ကိုလာပြမယ်ဆိုရင်ကျွန်တော် modern era အာညိုကီတော့ modern era ဖြစ်ရင် modern era ကိုလကားလုပ်ပေးမယ်ပြီးရင်ကျွန်တော်အကောက်တွေခိုးခံရရင်ပေါ့နော်အဲ့ဒီ rocker ဘာကြီးလို့ကျွန်တော်လကားဆွဲပေးမယ် Okay အဲ့ဒီ Telegram channel ကိုလည်းခုကျွန်တော်ဒီ video ရဲ့ပေါ့နော် comment မှာ description မှာကိုကျွန်တော်ချပေးထားမယ် comment မှာလည်းပင်ထောက်ပေးထားမယ်ပေါ့နော်အဲ့ဒီ channel လေးကို join မယ် join ပြီး subscribe လေးရိုက်မယ်ပေါ့နော်ရိုက်ပြီးလို့ရင် ခု YouTube channel ကိုလည်းပေါ့နော်ဒါ subscribe လုပ်ပြီးတော့ subscribe shop လေးရိုက်ထားဗျာရိုက်ပြီးလို့ရင်ကျွန်တော်စီကိုလာပြလဲပေါ့နော်ကျွန်တော်ကတော့ free လုပ်ပေးမှာဆိုပေမဲ့3ရက်တိတိရောစတင်ပေးမယ်ပေါ့နော်3ရက်နေလို့မှမရရင်တော့ကျွန်တော်မတက်နိုင်ဘူး ဘာလို့လဲဆိုရင်ဒါကျွန်တော်စီတခြားပေါ့နော်ခါချင်းဝင်နေလာပြီးတော့စားပဲအပ်တဲ့လူတွေလည်းရှိလို့ဗျာသူတို့လည်းကျွန်တော်အဓိကဦးစားပေးနေရတယ်ပေါ့နော်ညိုကီတို့က free ဆိုတော့ကြာတော့ဗျာ၃ရက်ဆိုရင်တော်တော်များများပြန်ရတယ်ပေါ့နော်ကျွန်တော်မနေရဆိုမနေရမှစလောက်တာဗျာအကောက်၃ကောက်ရှိပြီဗျပြန်ရတာကျွန်တော်တိတ်ကွန်ချန်နယ်ထဲမှာလည်းရတဲ့အကောက်တွေပြန်တင်ပေးထားရဲပေါ့နော်၃ကောက်တိတိကျွန်တော်ပြန်ရတယ်ဗျာမဆိုးဗျာကျွန်တော်အစာပိုင်းတော့၅ရောက်ကို free လုပ်ပေးမလို့အာတင်ထားရဲပေါ့နော်နောက်ဆုံးကြောင်ကျွန်တော် တော်တော်များများအဆင်မပြေတဲ့လူတွေဆိုတော့ကျွန်တော်အားလုံးနှိပါ့ကိုပေါ့နော်ကျွန်တော်လကားလုတ်ပေးနေတယ်ဗျာမျိုးကီတို့လည်းတကယ်လို့လုတ်ရှင်တယ်ဆိုရင်အခုကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းလာပြီးလုတ်လို့ရရပြာ Okay ဒါဆိုကျွန်တော်နောက်ထပ် EBW Go Found လေးတစ်ခုထပ်ပြမယ်ပေါ့နော်နောက်ထပ် EBW Go Found လေးကကျတော့ဘာမှခက်ခဲခဲတော့မဟုတ်ကျွန်တော် Lucky Spin ပေါ့နော် Lucky Spin ကိုတော့လှဲ့မယ် Lucky Spin ကိုလှဲ့လိုက်ကျွန်တော်တို့ EBW Go လေးဖောက်လိုက် ပေါ့နော်ခဏခဏလောက်ရမယ်ဗျာ Lucky Spin လှဲ့မယ်ပြီးရင် EBW Go လေးကိုတော့ဖောက်လိုက်မယ်အဲ့လိုမျိုးလေးလောက်လိုက်မှဆိုကျွန်တော် EBW Go ရရတယ်ပေါ့နော် ဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ပေါ့နော်အဲ့ admin ကတ်ကလေးတွေကိုကျွန်တော်အနေနဲ့ရှိသလောက်စုထားပေါ့ဗျာမသုံးမနဲ့ EPV call လေးဖောက်လိုက်အဲ့ admin ကတ်ကလေးနဲ့ lucky spin လေးသွားဖောက်လိုက်ခေါက်တုတ်ခေါက်ပြန်လှုပ်လိုက်မယ်ဆိုလို့ရင်ကျွန်တော်၅ချိန်မြောက်တဲ့ခါမှာရရင် EPV call အနေနဲ့ကျွန်တော်အပိုင်ရရှိမှာဖြစ်ပါတယ်ဗျာ Okay ဒါဆိုရင်တော့မစိုးဘူးလို့ပြောလို့ရရပေါ့နော်ဒီနီလန်လေးကလည်းတော်တော်လေးအလုပ်ဖြစ်တာကိုကျွန်တော်တွေ့ရတယ်ဒါဆိုကျွန်တော်နောက်ထပ် EPV call ဖောင်လေးတစ်ခုကိုလည်းကျွန်တော်ထပ်ပြပေးမယ်ဗျာ ကျွန်တော်တို့ EBV ကိုဖောက်မှဆိုရင်ညနေ9:00နာရီဝင်းကျင်တော့ဖောက်မှာပေါ့နော်ညနေ9:00နာရီကိုကျွန်တော်တို့ EBV ကိုစဖောက်အောင်မယ်ဗျာ Okay ကျွန်တော်တို့မှာ program မှုနေအများကြီးရှိတော့ program မှုနေတစ်လုံးမှမသုံးမင်းနဲ့ပေါ့နော်ထားလိုက်ဗျာအရင်ဆုံးတစ်လုံးမှသုံးလို့မရဘူးညိုပြီးတော့တစ်လုံးမှမသုံးမင်းနဲ့ပေါ့နော်ကျွန်တော်တို့ဒီ magnet ဖောက်လိုက်မယ်ဗျာ magnet ခလုတ်လေးပေါ့နော်အမြင့်ဆုံးဆိုတော့ခလုတ်လေးကိုနှိပ်ပြီး EBV ကိုဖောက်မှဆိုညိုကတို့မြင်တဲ့အတိုင်းအခုလိုမျိုး EBV ကိုပေါက်မှဖြစ်ပါတယ်ဒါတော့သူ့ဘက်အဲ့ဒါလို့ပြောလို့ရရပါတော့ဘက်အဲ့ဒါနီလန်လေးဗျ ။ Okay ဒါဆို EBW ပေါ်ညွှန်ပြနေတဲ့အားလုံးလေးပါပိုင်ဆိုင်ကြမလို့ကျွန်တော်ထင်တယ်။ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျ။အားလုံးဆုံးလို့ကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဗျ။